အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကိုတင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့နေ့တိုင်းကြက်ဥဟင်းစားတဲ့ရခမအင်းဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါ မဟီမာနဲ့မုကေရှ်တို့လက်ထပ်ထားတာသိမကြသေးပါဘူးဒီနေ့မဟီမာ ပထမဦးဆုံးရခမအင်းကိုရောက်ရှိလာခဲ့နေလေးပါ ဒါကြောင့်သူမမနဲ့အစောကြီးထပြီးရဲ့နောက်မှာတော့ထမင်းဟင်းမျိုးစုံကိုချက်ပြုတ်ပြင်ဆင်ပြီးမိုးအချို့ပွဲကိုပါပြင်ဆင်ထားလိုက်ပါတယ်။မဟိမကလည်းသူမချက်ပြုတ်ထားတဲ့ထမင်းဟင်းတွေကိုစားကြည့်ပြီးအာလုံးဝမ်းသာပျော်ရွှင်သွားဖို့မျှော်လင့်နေပါတယ်။ကဲချွေးမလေးရေအာလုံးအတွက်ထမင်းခူးလိုက်တော့နော်။ဟုတ်ကဲ့ပါအမေကောင်းပါပြီ။ချွေးမလေးကလည်းဝမ်းသာပျော်ရွှင်စွာနဲ့ယောက်ျားယောက်ျားမနဲ့သူရဲ့ရောင်မလေးနှစ်ယောက်လုံးအတွက်ထမင်းခူးခတ်ပြင်ဆင်ပေးခဲ့ပါတယ်။ သမီးခင်တွေကိုကြည့်ပြီးတော့ခဲ့တဲ့အခါမှာအားလုံးစိတ်ပြတ်ဝမ်းနည်းနေအောင်ကိုတမတွေးခဲ့ရတာပေါ့။ရောင်းမကြီးဒါဘာတွေချက်ထားတာလဲရင်ကျမတို့ကဒီလိုမျိုးတွေမစားတတ်ကြဘူး။ဒါနဲ့ဘာများဖြစ်လို့လဲရင်ချွေးမလေးရေငါတို့အားလုံးကကြက်ဥဟင်းပဲကြိုက်ကြတာလေ။ကြက်ဥဟင်းပဲစားကြတယ်။အားရကြောင်နေဒီတရားစားပြီးငါတို့အိမ်ရဲ့စီမျက်စည်းကမ်းတွေကိုလိုက်နာ။ချွေးမလေးကလည်းအရန်ကိုအံ့အားတင်သွားခဲ့တဲ့အတွက်ကြောင့်မလို့မေးခဲ့ပါရဲ့။နေ့တိုင်းစားကြတာလား။အေးဟုတ်ကြပါဘောနေ့တိုင်းစားကြတာ။ မနက်ကောညရောနေ့လေရောအမြဲတမ်းငါတို့ကကြက်ဥဟင်းကိုပဲစားကြတာ။ကဲအခုတော့ထားလိုက်တော့ထမင်းဟင်းတွေအားလုံးချက်ပြီးပြီဆိုတော့ဒါကိုပဲစားလိုက်ကြတော့ချွေးမလေးညနေကြလို့ရှင်တော့ကြက်ဥဟင်းချက်ပေးလိမ့်မယ်ဟုတ်ပြီလား။ဒါကြောင့်ချွေးမလေးနောက်နေ့ကစပြီးရောထမင်းဟင်းချက်ပြုတ်တဲ့အခါတိုင်းကြက်ဥဟင်းကိုပဲချက်ရမယ်ကြားလား။ကျမတော့ဒါတွေမစားခြင်းဘူး။ဒီလိုနဲ့စိတ်ဆိုးသွားတဲ့စီမားကတော့ထထွက်သွားခဲ့ပါရဲ့။ဂျန်တဲ့သူတွေကလည်းစိတ်ပြက်လက်ပြက်နဲ့ထမင်းတွေကိုစားတောက်ခဲ့ကြပါရဲ့။ မဟိမယောက်ျားကလည်းစားတော့ပြီးအလုပ်ကိုထွက်ခွာသွားခဲ့ပါတယ်။ညနေခင်းမှာတော့မဟိမကိုယ်တိုင်ကျက်ဦးဟင်းချပေးလိုက်ပါတယ်။ကောင်းလိုက်တာတကယ်အရသာရှိတဲ့ကျက်ဦးဟင်းပဲ။ရီနာ၊စီမာနှစ်ယောက်လုံးစားကြည့်အောင်။ကောင်းလိုက်တာကျမအရင်တုန်းကဒီလောက်အရသာရှိတဲ့ကျက်ဦးဟင်းမျိုးတစ်ခါမှမစားဘူး။ကျမအရန်ကြိုက်တယ်သီလား။ဘယ်လောက်ထိအရသာရှိတာတော့လည်းမဟုတ်ပါဘူး။အခုရက်ကသူ့ကိုအလောက်ထိကောင်းပေါ်တင်မထားကြနဲ့လေ။စီမားရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာမဟိမားကလည်းဝမ်းနေသွားခဲ့ပါရဲ့ ချွေးမလေးရင်နင်ဘာမှအရင်ကြီးလဲစိတ်မပြတ်သွားပါနဲ့သူကဒီလိုပဲပြောလိုက်ကြပါနော်နင်ချက်ထားတဲ့ကျောက်ဟင်က တကယ်အရင်အစားကောင်းပြီးရောအရသာရှိတယ်သီလားအားလုံးသမင်းစားတောက်ပြီးသွားတဲ့အခါမှာချွေးမလေးလည်းသမင်းစားလိုက်ပါတယ်ဒီလိုနဲ့ပဲရက်နေငယ်ကုံဆုံးသွားခဲ့ပါပြီနေ့စဉ်တိုင်းမနက်နေ့လယ်ညစားတောက်ဖို့အတွက်ကျောက်ဟင်ကိုသာချက်စားခဲ့ကြပါတယ်တကယ်မှာတော့မဟီမာလည်းမဟေ့ရှ်ကိုပြောလိုက်ပါတယ်ကျမနေ့တိုင်းကျောက်ဟင်မစားနိုင်ဘူး ဒီတိုင်းဆိုရင်တော့ကျမနေမကောင်းဖြစ်သွားလိမ့်မယ်။ဘာဖြစ်လို့လဲ။ဘာလို့အခုလိုပြောနေရတာလဲ။ရှင်ရလေနေ့တိုင်းကျမတို့ကျောင်းဝဟင်းစားမယ်ဆိုရင်တော့ကျင်းတယ်နေမကောင်းဖြစ်မှာပေါ့။မင်းကလည်းကွာငါတို့အားလုံးဒီဟင်းကိုပဲစားနေကြတာပါ။ဘယ်သူမှလည်းနေမကောင်းမဖြစ်ကြပါဘူး။မင်းဘာမှလည်းမဟုတ်ပဲနဲ့စိုးရင်ပူပန်နေရလို့ငါတော့မြင်နေ။ဟုတ်ပါရဲ့ရှင်။ကျမသိပါရဲ့။ကျောင်းကကျမကြီးအတွက်ကောင်းတယ်။ဒါပေမဲ့လိုအပ်တာထပ်ပို့ပြီးတော့စားသုံးမယ်ဆိုရင်တော့ကျမတို့ကျမကြီးကိုထိခိုက်လိမ့်မယ်နော်။ အဲ့ဒါကြောင့်ကျမတို့အနေနဲ့တခါတရံမှာဟင်းသီးဟင်းရွက်အစိမ်းတွေကိုလည်းစားတော့တဲ့နဲ့ကောင်းပြီကောင်းပြီကောင်းပြီဒါဆိုရင်တော့မနှက်ဖြန်ချိုင်းကအားလုံးနဲ့စကားပြောကြည့်အောင်မယ်အဲ့ဒါကြောင့်မနှက်ဖြန်ချိုင်းမင်းစားတော့ဖို့အတွက်ဟင်းသီးဟင်းရွက်တစ်ခုခုပဲချက်ထားလိုက်လေဟုတ်ပြီလားကျန်တော်တော့ငါကိုယ်တိုင်ကြည့်လို့မယ်ဒီလိုနဲ့နောက်နေ့မှတော့မဟိမကတယောက်ကြောင့်နဲ့စကားပြောပြီးတွားပြီးဖြစ်တဲ့အတွက်ကျောက်ဟင်းကိုမချက်တော့ဘဲနဲ့ပဲဟင်းနဲ့အရွက်ကြော်ကိုတစ်မျိုးကြော်လိုက်ပါရီ အားလုံးထမင်းစားဖို့အတွက်ရောက်ရှိလာခဲ့တဲ့အခါမှာမဟိမကလည်းထမင်းတွေတဲခင်အဲခန်းကျွေးခွဲပါတယ်။ချွေးမလေးဘာဖြစ်လို့နင်ဒါတွေကိုချက်ထားရတာတုံး။ကြောက်ဟင်းချက်ရမယ်လို့ပြောကြတယ်မလား။ဒီနေ့ဘာဖြစ်လို့ကြောက်ဟင်းမချက်ရတာလဲ။အမေကြောက်ဟင်းကိုနေ့တိုင်းစားမယ်ဆိုရင်တော့ကျွန်တော်တို့နေမကောင်းဖြစ်သွားလိမ့်မယ်နော်။အဲဒါကြောင့်ကျွန်တော်လည်းဟင်းလေးပါလေးပြောင်းပြီးတော့စားရင်ကောင်းမယ်ဆိုပြီးတော့စဉ်းစားမိရတယ်။သူ့ကိုဟင်းပြောင်းချခိုင်းထားတာလေ။ကျွန်တော်တို့အနေနဲ့တခါတရံမှာဟင်းသီးဟင်းရွက်မျိုးစုံကိုလည်းစားတော့တင်သေးတယ်။ ဟုတ်တယ်ဒါလေးရဲ့နေပြောတဲ့စကားမှန်တော့လေမှန်တယ်နော်။ကျမတော့နေ့တိုင်းကြောက်ဥဟင်းပဲစားချင်တယ်။ရောင်မကြောက်ဟင်းကိုယ်တိုင်မချက်ပြုတ်တတ်ဘူးဆိုလို့ရှင်လည်းပြောလိုက်။ကျမကိုဟောက်ကိုပဲသွားချက်ပြီးတော့စားတော့မယ်။သမီးလေးစီမရဲ့ဒါဘလို့ဖြစ်နေရလဲ။နေနေ့စဉ်နေ့တိုင်းကြောက်ဥဟင်းတွေကြီးပဲစားနေမယ်ဆိုရင်တော့တကယ်နေမကောင်းဖြစ်သွားလိမ့်မယ်။အမေဘယ်သူပြောတဲ့စကားအောင်မနားထောင်မနေနဲ့နော်။ဘာမှနေမကောင်းဖြစ်စရာအကြောင်းမရှိဘူး။ရောင်မသမီးတတအကိုသွေးထိုးစကားပြောထားတယ်လို့ကျမကတော့ထင်တယ်။ လက်ထပ်ပြီးရောက်လာတာဖြစ်နှစ်ရက်လောက်ပဲရှိသေးတယ်။အကိုကရောင်းမပြောတဲ့စကားတွေကိုပဲနားထောင်နေတယ်။ကဲချွေးမလေးရင်းနေဒီလိုလို့သူစားဖို့အတွက်နေနေ့တိုင်းကြောက်ဝင်ချက်ပေးလိုက်တော့ငါတို့အားလုံးအတွက်ကတော့နေဟင်းမျိုးစုံချက်ပေါ့။ငါတို့လည်းတခြားဟင်းတွေစားကြည့်မယ်နော်။ဒီနောက်မှာတော့မဟိမားကလည်းစီမအတွက်တီတန်ကြောက်ဝင်အမြဲတမ်းချက်ပေးပါရစေ။စီမားကလည်းနေ့စဉ်တိုင်းကြောက်ဝင်တစ်မျိုးတည်းကိုပဲစားပါရစေ။ စီမကျောက်ဝင်တမျိုးတည်းကိုပဲနေရာစားတောင်းနေခဲ့တဲ့အတွက်သူမဝိတ်တွေတာကိုတိုးလာခဲ့ပါတယ်။ဒီလိုနဲ့တရမတော့စီမကျမ်းမကြီးအခြေအနေအတော်လေးဆိုးရွားသွားခဲ့ပါတယ်။မဟေရှ်နဲ့မဟီမာတို့နှစ်ယောက်လုံးကလည်းစီမကိုအနည်းဆက်ဆုံးစေယောင်ကိုအမြန်ဆုံးခေါ်သွားပေးခဲ့ကြတာပေါ့။ကြည့်ပါဦးသူကအသက်ငငယ်လေးနဲ့ဝိတ်ကတော်လေးကိုများနေတယ်။ဘလို့ဖြစ်ပြီးတော့အလောက်တောင်မှဝိတ်ထိုးတက်လာခဲ့ရတာလဲဆိုတဲ့အကြောင်းလေးကိုလည်းပြောပြပါအောင်။မဟေရှ်ကလည်းကိစ္စတွေအားလုံးစေယောင်ကိုပြောပြခဲ့ပါတယ်။ ဘယ်အရာကိုမစိုးလိုအပ်တာထပ်ပို့ပြီးသုံးဆွဲမယ်ဆိုလို့ရှင်တော့စိုးချိုးပဲဖြစ်လိမ့်မယ်။အဲဒါကြောင့်ဒီနေ့ကစပြီးတော့သူ့ကိုကြက်ဥလုံးဝမကြွေးဖို့အတွက်ကျွန်တော်အနေနဲ့မှာကြားချင်တယ်။ဆရာဝန်ကစေရေးပေးလိုက်ပါတယ်။နောက်နေ့မှာတော့မဟိမကစီမားစားတော့ဖို့အတွက်ကျမရဲ့နဲ့ညိုတဲ့အစားတောက်တွေကိုပြင်ဆင်ပေးခဲ့ပါတယ်။ဒီမှာငါနဲ့ဘယ်နဲ့ချင်းပြောနေရမှာလဲငါဒါရီမစားတတ်ဘူး။ဒီဟင်းဒီဟင်းရွက်တွေကိုလည်းငါလုံးဝမကြိုက်ဘူး။ငါကြောက်ဟင်းပဲစားခြင်းနဲ့ကြောက်ဟင်းချက်ခဲ့ ဆရာဝန်ကိုယ်တိုင်ကကျောက်ဟင်လုံးဝမစားရဘူးဆိုပြီးတော့ပြောထားတယ်မဟုတ်လားအခုကျောက်ဟင်ကိုထပ်စားမယ်ဆိုရင်တော့ပို့ပြီးတော့ကျမ်းမာရေးဆိုးရွားလာလိမ့်မယ်နော်တော်စားမှာဘာမှငါ့ကိုလာပြီးတော့ဆရာကြီးလုံးမနေနဲ့ငါဘာမှမဖြစ်ဘူးသိရဲ့လားငါ့ရဲ့ကျမ်းမာရေးအခြေအနေလည်းလည်းပဲမကောင်းဖြစ်သွားတာဒီအချိန်မှာမဟိမာကလည်းတယောက်ကြမဟေးစီကိုသွားပြီးနောက်မှာတော့ပြောလိုက်ပါတယ်ကဲဒီမှာရှင်ညီမကကျမစီကနေကျောက်ဟင်ထပ်ပြီးတော့ကျောင်းနေပြန်ပြီသူတခြားဟာတွေမစားခြင်းဘူးတဲ့ သူကသူ့ကိုသူကလွဲပြီးဘယ်သူပြောတဲ့စကားကိုမှနားထောင်တာမဟုတ်ဘူးအဲဒါကြောင့်သူအရန်ကိုစားကျင်နေတဲ့ကျောက်ဟင်သူ့ချက်ပေးလိုက်တော့တန်းနိုင်တဲ့အစောမဟိမားကလည်းသူ့ယောင်မလေးကိုကျောက်ဟင်ချက်ပေးခဲ့ပါတယ်ညဘကြီးအားလုံးအိမ်ပေါ်ကြနေခဲ့တဲ့အချိန်စီမားကတော့တယောက်တည်းအန်နေခဲ့ရပါတယ်စီမားရဲ့တန်ကိုကြောက်ခဲ့ရတဲ့အတွက်မိသားစုဝင်တွေအားလုံးအိယာကလန်းလို့လာခဲ့ကြတော့ပေါ့ဆရာဝန်ကကျောက်ဟင်ကိုမစားရဘူးဆိုပြီးတော့ကြားထားတယ်ဒါတော့မှကိုကကိုမထိန်ပဲနဲ့ကျောက်ဟင်ကိုစားတယ် စီမားကတော့စတိုက်အံပဲအံ့နေခဲ့ပါတယ်။သူမတညလုံးအံ့နေခဲ့ရပါ။နောက်နေ့မနက်မိုးလင်းသွားခဲ့တဲ့အခါမှာအကုန်းနဲ့ရောင်မနှစ်ယောက်လုံးကစီမားကိုစေယောင်ကိုပြန်ခေါ်သွားခဲ့ပါတယ်။ဒီတစ်ခေါက်မှာတော့စီမားရဲ့အခြေအနေကပိုပြီးဆိုးရွားနေခဲ့ရပါ။စေယောင်ကိုရရောက်ချင်းမှာပဲသူမမေ့လေကြားသွားခဲ့ပါတယ်။စီအဝင်ကစီမားကိုအမြန်အဆုံးစေယုံတင်ပြီးနောက်မှာတော့ကုသမှုတွေကိုစတင်ခဲ့ပါတယ်။သူမကိုစေထုတ်ပေးပြီးနောက်မှာတော့စေတွေလည်းပေးလိုက်ပါတယ်။တနားကြီးကြောင်ကြာမြင့်သွားခဲ့တဲ့အခါမှာတော့သူမသတိပြန်လဲလာခဲ့ပါပြီ။ ဆရာဝန်ပြောနေတဲ့စကားကိုလည်းသူမကြားသွားခဲ့ပါရဲ့ကျွန်တော်အားလုံးပြောခဲ့တယ်မဟုတ်လားသူ့ကိုကြက်ဥလုံးဝမကြွေးပါတော့နဲ့ဆိုနေမှဒါတော့မှဘာဖြစ်လို့သူ့ကိုကြက်ဥထပ်ပြီးတော့ကြွေးရတာလဲကြက်ဥထပ်ပြီးစားမိသွားတဲ့အတွက်သူ့ရဲ့အခြေအနေတလောက်တောင်မှဆိုးရွားသွားခဲ့တာပဲဒီအချိန်မှာပဲအနောက်ကနေပြီးတော့စီမလေးလှမ်းပြောခဲ့ပါရဲ့ဆရာမိသားစုတွေအကုန်လုံးကကျွန်မကိုကြက်ဥမစားဖို့အတွက်တားမြစ်ခဲ့ကြပါရဲ့ကျွန်မရမကကျွန်မကိုဟင်းသီးဟင်းရွက်တောင်ကြော်ကြွေးပါသေးတယ်ကျွန်မပဲလက်မခံခဲ့ရ အဲ့ဒီအတွက်အကျိုးဆက်ကိုတော့ကျွန်မအခုခန်းစားနေရတာပဲလို့ရှင်။ခင်ဗျားအခုချိန်မှာကြောက်ဥတလုံးစားမယ်ဆိုရင်တော့မှခင်ဗျားအတွက်အများကြီးအန္တရာယ်ရှိတယ်။ကျွန်တော်ခင်ဗျားကို ပြောလိုက်ပြီးကျွန်တော်ကတော့ခင်ဗျားရဲ့သဘောဆန္ဒအတိုင်းပဲကြိုက်တာလို့ခင်ဗျားမသိတာတခုကကြောက်ဥထပ်စားနေမယ်ဆိုရင်တော့ခင်ဗျားအသက်ပါပါသွားနိုင်တယ်ဆိုတာပဲ။စီမောင်းလည်းအရန်ကိုဝန်နေပြီးမျက်ရည်တွေကြာလာခဲ့ပါတော့တယ်။ဒီမငုံနေငုံနေနဲ့ပဲဆရာဝန်ကိုပြောလိုက်ပါတယ်။ဟုတ်ပါရဲ့ကျွန်မရှောင်ပါမယ်။ပြီးတော့အကိုနဲ့ရောင်မ နှစ်ယောက်လုံးကိုကျမတောင်းပန်ချင်ပါတယ်ရှင်အားလုံးကကျမကိုဒီလောက်ကြောင်မှဝိုင်းပြီးတားမြစ်နေခဲ့ကြတာကိုကျမဘယ်သူပြောတဲ့စကားမှနားမထောင်ဘဲနဲ့ကိုလုံးချင်တာကိုပဲလုံးနေခဲ့မိရဲ့ရောင်မကိုလည်းကျမပြောချင်တာတွေပြောခဲ့မိသေးရဲ့နော်ဒီနေ့ကစပြီးတော့ကျမဆုံးဖြတ်ချက်ချလိုက်ပြီးဘယ်တော့မှထပ်ပြီးတော့အဲ့ဒီကြက်ဝူတွေကိုမစားတော့ဘူးသီလားနေ့စဉ်နေတိုင်းအရသာရှိပြီးအာဟာရနဲ့ပြည့်ဝတဲ့အစာအသောက်တွေကိုပဲပြောင်းစမယ်ဟင်းသီးဟိရွက်တွေကိုစားတော့မယ်နော် ဒီလိုနဲ့6လကြာမြင်သွားခဲ့တဲ့အခါတိစီမားကတော့ဇယဝင်ပေးရဲ့ဆေးရည်ကိုတောက်ပြီးသူ့ရောင်မှချက်ပြုတ်ပြင်ဆင်ပေးခဲ့တဲ့အရသာရှိပြီးအဟာရရှိတဲ့ထမင်းဟင်းတွေကိုသာစားတောက်ခဲ့ပါရယ်။တဖြည်းဖြည်းနဲ့သူမရဲ့ကျမရဲ့အခြေအနေလုံးဝပြန်လဲကောင်းမွန်သွားခဲ့ပါရယ်။အခုဆိုင်မိသားစုဝင်တွေအကုန်လုံးကအဟာရရှိတဲ့အစားအသောက်မျိုးစုံကိုညီညွတ်မျှတစွာနဲ့စားတောက်နေထိုင်တတ်သွားခဲ့ကြပါရယ်။တလားကိုတစ်ခေါက်လောက်ကျော်ကျုပ်ဟင်းကိုလည်းချက်စားကြပါရယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ ဟင်းသီးဟင်းရွက်တယ်ဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်။အမလေးအေးလိုက်တာအေးလိုက်တာဘာလို့ဒီလောက်တောင်မှရသည်ဥတုကအေးနေရတာလဲ။အခုအချိန်မှာဟင်းသီးဟင်းရွက်တွေခူးရတာခက်ခဲပင်မလိုက်တာတောင်ဖြိုနေရသလိုပဲ။ကဲမန်ကျူးရဲ့ဒီမှာဟင်းသီးဟင်းရွက်တွေအလုံးခူးပြီးသွားပြီ။ချင်းတောင်တစ်ခုလုံးကလည်းဟင်းသီးဟင်းရွက်တွေနဲ့ပြည့်နေပြီ။ဒါရီအလုံးကိုမှပြီးရောဟိုဘက်ခြံမှာထားလိုက်။အမလေးမလုံနိုင်ပါဘူးဒီမှာငါ့ရဲ့အယိုးတွေဘလောက်တောင်မှအေးစိုက်နေလဲဆိုတာကိုသိရလား ဒါကြီးတော့ငါလည်းမမပေးနိုင်ဘူးလေ။အမလီမင်းတော့လည်းကွာဒါလေးကိုတော့မလုံးနိုင်ဘူးလား။တောင်းသူလည်းတမားရိအနေနဲ့အေးတယ်ပူတယ်ဆိုပြီးညှို့လို့မရဘူး။အခုလိုလုံးနေမယ်ဆိုလို့ရှင်တော့ဘယ်လိုလုပ်ကြမလဲ။တောင်သူလည်းတမားရိဆိုတာကအေးချံကိုရောအပူချံကိုပါတီးခံနိုင်စွမ်းရှိရတယ်ကွာ။ဒါကငါရဲ့အလုပ်ပဲ။ကဲပေးပေးပေးညီမလေးတို့ရေအကိုပေး။ဒီချင်းကိုတော့အကိုကိုတိုင်းပေးမှပေးလိုက်ကြမယ်။ဂနေရှ်ကတော့ရွာမှာနေထိုင်နေတောင်သူလည်းတမားတအိုးပဲဖြစ်ပါရဲ့။ သူကလေယာဆိုင်ခင်းထဲမှာပဲအိမ်ငယ်လေးတအိမ်ကိုစောက်လုံးနေထိုင်နေခဲ့တာပါ။သူစီမှာအမွာသမီးလေးနှစ်ယောက်ရှိပါသေး။သူရဲ့နာမည်ကတော့အန်ဂျူနဲ့မန်ဂျူပါ။ဒါတယောက်နဲ့မိန်းမလည်းရှိပါသေးတယ်။ဒါဖြစ်သူကိုကိုကတော့ဆောင်းရတီကြီးဈေးထဲသွားပြီးနောက်မှာတော့ဟင်းဒီဟင်ရွက်တွေကိုရောင်းချလာတတ်ပါရဲ့။ကဲသားလေးရေဘလို့လဲဈေးထဲမှာအဆင်ပြေခဲ့ရလား။ဟင်းဒီဟင်ရွက်တွေယူသွားတာအားလုံးရောင်းရခဲ့ရလား။ဟုတ်ကဲ့ပါအဖေရောင်းရတယ်။ ကျွန်တော်ဟင်းသီးဟင်းရွက်တွေအားလုံးကိုရောင်းလို့ပြီးသွားပြီ။ကဲသားလေးအခုဆိုငါသားလေးကလည်းအရွယ်တခုရောက်ရှိနေပြီဆိုတော့ငါသားလေးကိုလက်ထပ်ပေးသင့်ပြီလို့အဖေထင်တယ်။အဖေကလည်းဗျာလက်ထပ်ဖို့အခုချိန်မှာတော့မလိုအပ်သေးပါဘူး။နောက်ထပ်အချိန်ခဏလေးထပ်ပြီးတော့ကျွန်တော်တို့စောင့်ကြည့်ကြတော့ပေါ့။သားလေးရေအမေတို့ထပ်ပြီးရောမစောင့်တော့ဘူး။သားလေးကိုလက်ထပ်ပေးလိုက်မယ်။သားလေးကိုလက်ထပ်ပေးပြီးရခါကြရင်တော့သားရဲ့ညီမလေးတွေကိုလည်းအမေတို့လက်ထပ်ပေးဖို့အတွက်စီစဉ်ရမယ်မလား။သမီးပြို့လေးတွေကိုအိမ်မှာပဲအချိန်ထိအမေတို့ထားထားအောင်မလဲ ဟုတ်တယ်ဟုတ်တယ်သားလေးသားလေးအမေပြောတဲ့စကားမှန်တယ်သားတို့အဖေတို့ဘယ်လိုမဆိုအခုလက်ထပ်ကိုလက်ထပ်ပေးလိုက်တော့မယ်ဒီလိုနဲ့ရနေငယ်ကြာမြင့်သွားခဲ့တဲ့အခါမှာတော့စူမန်ဆိုတဲ့မိန်းကလေးတယောက်နဲ့ကိုကိုတို့လက်ထပ်ခဲ့ကြပါတယ်စူမန်ကလည်းသူ့ရဲ့ရခမအိမ်ကိုရောက်ရှိလာခဲ့ပါတယ်စူမန်ကတော့ရခမအိမ်မှာပျော်ရွှင်စွာနဲ့နေထိုင်နေခဲ့ပါတယ်သူမဒီအိမ်ကိုရောက်ရှိလာရတာကိုလည်းအရင်ကဝမ်းသာပျော်ရွှင်နေခဲ့ရပေါ့ဒါပေမဲ့ဒီနေရာမှာရာသီဥတုကအပြင်းမထက်ပေါ်ပြီးအေးနေပါတယ် တရားဒီဥတုကိုတီးခံရတာလွယ်ကူတဲ့ကိစ္စတခုတော့လည်းမဟုတ်ပါဘူးအစဉ်ပြေးရလားကွာမင်းကစောင်းချုံထားတာမှအရန်ကိုတောင်းနေတယ်လို့ပဲနော်အတော်လေးကိုအေးနေရလားဟုတ်ပါရဲ့ကိုကိုကြီးဒီနေရာအတော်လေးကိုအေးတယ်နော်ရှင်တို့အိမ်ကလယ်ထဲမှာစောက်ထားတာဆိုတော့ပို့ပြီးတော့အေးနေသေးတယ်ကျွန်မအဲ့လောက်ထိအေးရကိုတော့မတီးခံနိုင်တော့ဘူးရှင်ရှင်တို့အားလုံးကတော့ဒီစောင်းရတီကိုဘယ်လိုမျိုးတီးခံနေကြတာလဲအမြဲတမ်းဒီနေရာမှာနေထိုင်လာခဲ့ကြတဲ့တွေမို့လို့အဆင်ပြေပြေနေနိုင်ကြတာလား ကြပါဒါပေါ်ငါတို့ကတောင်းတူတွေတောင်းတူတွေဆိုတာကရာသီဥတုတံကိုကောင်းကောင်းသီးခံနိုင်နေနေပူပူမိုးရွှတ်ရွာစောင်းရသည်အေးငါတို့အရာအလုံးကိုသီးခံရတာပဲကဲကဲကဲအရန်ကြီးလက်အေးမနေပါနဲ့ကွာငါမင်းကိုနောက်ထပ်စောင့်တထဲခြုံပေးလိုက်မယ်လေဒါဆိုလို့ရှင်တော့မင်းအေးမှမဟုတ်တော့ပြောပြီးနောက်မှာတော့ကိုကိုကလည်းတိရမေမစုမန်ကိုနောက်ထပ်စောင့်တထဲခြုံထားပေးလိုက်ပါတယ်ဒီနောက်သူကိုယ်တိုင်လည်းစောင့်တဲဝင်ပြီးရောအိတ်လိုက်ပါတယ် အချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာအပြင်ကနေဖခင်ဖြစ်သူကသူ့သားလေးကိုလှမ်းခေါ်လာပြီးပါတယ်။ကိုကိုရေကိုကိုသားလေးရေသားလေးဘာလုပ်နေရလဲထွက်လာခဲ့စမ်းမအောင်မင်းရေလောင်းရအောင်မယ်။လယ်ထဲမှာရေလောင်းဖို့အကြွလိုအပ်သေးရဲ့ဆိုတာကိုမေ့သွားပြီလား။မင်းအလုပ်တွေကြံနေသေးရဲ့လေကွာ။ရှင်ရလဲရှင်ဘလို့ဖြစ်နေရလဲ။ယာဒီဥရုအချိန်လေးကိုလည်းတစ်ချက်ကြည့်ပါဦး။ဘလောက်ကြောင်မှအချိန်လေးဆိုးရွားနေလဲဆိုတာအေးနေရပဲ။ဒီလိုအေးနေတဲ့အချိန်မှာသူဘလို့လို့အလုပ်တလုပ်လို့ရမှာလဲ။သူတို့အေးစိတ်အိတ်ခွင့်ပေးလိုက်ပါ။ ဟာမင်းရလေကွာဒါဘလို့စကားတွေပြောနေရလဲအလောက်ကအလောက်ပဲလောက်ရောက်မှာပေါ့အေးတယ်ဆိုပြီးအိတ်နေလို့ရှင်ငါတို့အလောက်ကိုဘလို့လောက်ကြမလဲတောင်သူတွေအနေနဲ့ရာသီဥတုအခြေအနေကိုညည်းယူပြနေလို့မရဘူးငါတို့တာညည်းနေမယ်ဆိုရင်တော့စားတောက်ဖို့အတွက်ဘယ်ရနေပြီးရောရှာမလဲရေရနေတဲ့အချိန်မှာပဲငါတို့တခုခုလောက်ရလိမ့်မယ်ညဘက်ကြီးရေသွင်းဖို့အတွက်လိုအပ်လို့ရှင်တော့ရေသွင်းရမှာပဲငါသားလေးကိုကိုမတော်နိုင်ဘူးဆိုလို့ရှင်လဲရှာတယ်ကိစ္စမရှိဘူးငါကိုယ်တိုင်သွားပြီးတော့လှုပ်လိုက်မယ်မင်းအေးအေးစစ်စစ်နေခဲ့ ဒီလိုနဲ့ဖခင်ဖြစ်သူဂနေရှ်ကလည်းလေရဲကိုဆင်းဖို့အတွက်အစဉ်အသင့်ပြင်ဆင်ခဲ့ပါရယ်။ဖခင်အပြင်ဖြစ်သူကိုထွက်တော်မယ့်အချိန်မှာပဲသားဖြစ်သူရောက်ရှိလာခဲ့ပါရယ်။ပြီးတော့လည်းအဖေကိုပြောလိုက်ပါရယ်။အဖေကလည်းရာသီဥတုအရန်အေးနေရဘဲကိုသွားမလို့လဲချပါဗျာ။ကျွန်တော်ကိုယ်တိုင်ပဲသွားမယ်အဖေနေ။အဖေသားအေးရိပါရီမိသွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ။ကျွန်တော်တို့အတွက်ပို့ပြီးတော့ခတ်ခဲနေလိမ့်မယ်အဖေ။အေးဟုတ်တယ်နော်။ဟုတ်ကြလဲဟုတ်ပါရယ်တားလေးရဲ့။ဒါဆိုရင်တော့မင်းကိုယ့်ဟာကိုယ်လည်းဂယုဆိုင်ရေကိုတိတ်တိတ်ချာချာလောင်းအောင်ကြားလာ။ ငါတို့လယ်ရဲ့အပြင်ဘက်ကိုရေတွေထွက်မသွားစေနဲ့အောင်။ပြီးခဲ့တဲ့တစ်ခေါက်တုန်းကမင်းရေလောင်းတာတသိချာမလုပ်တဲ့အခါကျတော့ရေတွေအားလုံးအပြင်ကိုရောက်ကုန်တယ်။ဟုတ်ကဲ့ပါအဖေကောင်းပါပြီ။ဒီတစ်ခေါက်တော့ကျွန်တော်တသိချာချာလေးလုပ်လိုက်မယ်နော်။အေးဟုတ်ပြီသားလေးရေဒါဆိုရင်တော့တေးချခရုဆိုင်ပြီးတော့တွောင်းဟုတ်ပြီလားဒီလိုနဲ့ကိုကိုကလည်းညာဘက်ကြီးအပြင်ထွက်ပြီးတော့သူ့ရဲ့လရဆိုင်ခင်တစ်ခုလုံးကိုရေလောင်ပေးနေကြရပါလေတရက်လုံးအေးတန်ကိုအန်ကျုံနေနဲ့သူကတော့ သူရဲ့အဖေပြောတဲ့စကားကိုနားထောင်နေခဲ့ပါတယ်။မနက်မိုးလင်းသွားခဲ့တဲ့အခါမှာသူရဲ့အလုပ်တွေအားလုံးပြီးစီးသွားခဲ့တဲ့အခါမှာတုံတုံရင်ရင်နဲ့အိမ်တဲကိုဝင်လာခဲ့ပါတယ်။ဘလို့လဲတာလေးရဲ့မင်းအလုပ်ပြီးသွားပြီလား။ဟုတ်ကဲ့ပါအဖေကျွန်တော်အလုပ်ပြီးသွားပြီ။အေးအေးအေးကောင်းနေတာကြီးကောင်းနေ။ဒါနဲ့ဘလို့ဖြစ်တာလဲဘလို့ဖြစ်လို့ဒီလောက်တောင်မှတုံရှင်နေရတာလဲ။ကဲအရင်ဆုံးနွားနို့ရဲထညက်ခဲလေးတစ်ခဲထည့်ပြီးတော့တောက်လိုက်။ခနာကိုနှွေးသွားတဲ့အခါကြားလို့ရှင်တော့အေးအေးစစ်စစ်အိတ်လိုက်ပါအောင်နော်။အရင်နေ့မှတော့တို့ရဲ့ လေကားတီးနဲ့အထွက်အတော်လေးတို့ပါရီကြောက်တွေ့မြင်ကြရတဲ့ဖခင်ဖြစ်သူကအရန်ကိုဝမ်းသာပြောရွှင်သွားခဲ့ပါရီကြည့်ပါအောင်ကွာဒီတစ်ခေါက်တော့ငါတို့လေရဆိုင်ပြောမြေကအတော်လေးအထွက်တိုးတယ်ဆိုတော့ငွေအများကြီးရမယ်နဲ့တူတယ်ကောင်းတာပေါ့ဒါအရန်ကိုကောင်းတဲ့ကိစ္စပဲကျမတို့ဒီတီးနဲ့တွေအားလုံးကိုရောင်းချပြီးရင်တော့ကျမတို့သမီးလေးတွေကိုလက်ထပ်ပေးဖို့အတွက်စစ်စင်ရမယ်ဟုတ်ကြဟုတ်ကြငါလည်းအဲ့တော့ပဲစဉ်းစားနေရလीကျွန်တော်ကတော့ဘုရားသခင်ရဲ့အလိုတော်အတိုင်းပဲပေါ့ ဒါပေမဲ့အဲ့ဒီနှစ်မှာတော့ဘုရားသခင်ရဲ့အလိုတော်ကတခြားတစ်ခုဖြစ်နေခဲ့တယ်နဲ့ကြည့်ပါရစေ။အညမှာလေပြင်းမှုန်တိုင်းတွေကြာရောက်ပြီးမိုးတွေတဲထန်စွာရွာသွန်းခဲ့ပါရစေ။မနက်ပိုးလင်းသွားတဲ့အခါမှာတော့ဂနေရှိလေယာဆိုင်ပြုံးမြေတစ်ခုလုံးရေတွေနှစ်ပြီးပြက်စီးသွားခဲ့ပါပြီ။ဒုက္ခပဲရေတွေအလောက်တောင်မှနှစ်သွားတာငါ့ရဲ့လေယာဆိုင်ပြုံးမြေတစ်ခုလုံးပြက်စီးသွားခဲ့ပြီ။ရှင်ပဲအရန်ကိုလေယာဆိုင်ပြုံးရေးလှုပ်ချင်နေကြတာလေတောင်သူဦးကြီးရဲ့ဘုရားသခင်ကတောင်သူနဲ့သမားတွေကိုဆိုလို့ရှင်တော့အမြဲအခုလိုမျိုးပြစ်ဒဏ်ခံနေရပါပဲ။ ဒုက္ခပါပဲဘလို့လောက်ကြမလဲနှစ်ဖြန်ကြလို့ရှင်တော့အကျွေးရှင်ကအကျွေးလာကြအောင်မလားမသိပါဘူးအော်ဘာလို့အဲ့လိုပြောရတာလဲတာရဲ့ဘလို့မဆိုသူကအဖေတို့အစင်ပြေတဲ့အချိန်မှာပတ်စံချီးပေးခဲ့ရပဲလीအဖေတို့ကအချိန်မှန်သူ့ကိုပြန်ဆက်ရဖို့တာဝန်ရှိရပေါ့ကျမကတော့ကျမသမီးလေးတွေလက်ထပ်ဖို့အတွက်ပဲစိတ်ပူနေအောင်ကျမတို့လည်းရမကြီးကအခုလိုဆုံးရှုံးသွားတော့သူတို့ကိုလက်ထပ်ပေးဖို့အတွက်ပတ်စံပဲကနေရတော့မလဲ သူရဲ့လေယာဉ်ဆိုင်ပြုံးမြေတစ်ခုလုံးပြည့်စည်သွားခဲ့တဲ့နောက်မှာတော့ကိုကိုရဲ့အိမ်မှာအတော်လေးကိုအဆင်ပြေမှုတွေစတင်လာခဲ့ပါတယ်။အိမ်မှာစားတောက်ဖို့အတွက်ကိုတော့မှခက်ခက်ခက်ခဲဖြစ်နေခဲ့ရပါပြီ။အကျွေးတွေကလည်းခေါင်းပေါ်မှာအများကြီးတင်နေခဲ့ပြီးသမီးတယောက်ကိုလက်ထပ်ပေးဖို့တာဝန်တွေကလည်းမိဘတွေအပေါ်မှာရှိနေခဲ့ပါတယ်။မိဘတွေကညာဘက်ဆိုရင်အိမ်လို့တော့မပြောခဲ့ကြတော့ပါဘူး။ဘယ်လိုလုပ်ရမလဲ။ငါတို့တထဲကြီးစီကနောက်ထပ်ပတ်စံတွေထပ်ပြီးအကျွေးယူရင်ကောင်းမလား။ ငါတော့တမီးလေးတွေရဲ့မင်္ဂလာဆောင်နဲ့ပတ်သက်ပြီးအရှမ်းကိုစောင့်ရင်နေတယ်သူတို့ကိုလက်ထပ်ပေးလိုက်ခြင်းနဲ့အလုပ်ပဲချိန်အစဉ်ပြေမလဲဆိုပြီးတော့ပဲငါတို့ယုံကြည်ပြီးထိုင်နေငါတို့တမီးလေးတွေတတ်တက်လုံးအိမ်မှာပဲနေနေရလိမ့်မယ်ဟုတ်ပါရဲ့ရှင်ရှင်ပြောတာမှန်တော့လေမှန်တယ်အခုတော့ကျမတို့အကျွေးယူပြီးတော့တစ်ခုခုလုပ်ပေးမှကိုဖြစ်တော့မယ်အဖေရဲ့ဒီပုံစံအတိုင်းကြီးပဲကျွန်တော်တို့အကျွေးယူနေမယ်ဆိုရင်တော့ကျွန်တော်တို့ပိုင်ဆိုင်မှုတွေအားလုံးတရားကြလို့ရှင်တော့ဆုံးရှုံးရလိမ့်မယ်နော် ကျွန်တော်တို့လေယာဆိုင်ပြိုးရစ်ပြန်လုပ်ရုံနဲ့ဒီအကျွေးတွေအကုန်လုံးပြန်ဆက်နိုင်မှာမဟုတ်ဘူးလေ။ကြော်ပီသားလေးရေလေယာတစ်ခုလုံးရောင်းရတယ်ဆိုရင်လည်းရောင်းရပါစေ။တမီးလေးတွေကတော့အိမ်မှာမထားနိုင်တော့ဘူး။အန်ဂျူနဲ့မန်ဂျူတို့နှစ်ယောက်လုံးကတော့အကျွေးယူပြီးလက်ထပ်ရတဲ့ကိစ္စကိုသိပြီးသဘောမကျပါဘူး။ဒါကြောင့်နှစ်ယောက်သားကလည်းဖခင်ဖြစ်သူကိုပြောလိုက်ပါရီ။အဖေတမီးတို့အခုလက်မထပ်ချင်သေးပါဘူး။ဘာဖြစ်လို့လဲတမီးလေးရဲ့ဘာလို့အခုလိုပြောနေရတာလဲ။ဟုတ်တယ်အဖေ။အဖေအကျွေးတွေအများကြီးယူပြီးတော့တမီးတို့လက်မထပ်ချင်ဘူး။ မီးရေအခုပဲလက်ထက်ထက်နောက်နှစ်နှစ်ကြာတော့မှပဲလက်ထက်ထက်အဖေရှာနေတဲ့ပတ်စံနေတော့တမီးလေးတို့ကိုလက်ထက်ပေးနိုင်မယ်လို့မထင်ဘူးအကျွေးကတော့ဘလို့မဆိုယူကြရမှာပဲကျမတို့ရဲ့အသုံးပြုမဲ့နီလန်ကသာအစဉ်ပြေသွားမယ်ဆိုရင်တော့ကျမတို့အနေနဲ့အကျွေးယူစရာမလိုတော့ဘူးအဖေရဲ့ဒီစကားကိုကြားခဲ့ရတဲ့အခါမှာဂနေရှ်ကတော့ခဏလေးတွေးဝေသွားပါတယ်ခဏနေတော့သူလည်းစဉ်းစားပြီးပြောလိုက်ပါတယ်ဘာလဲချွေးမလေးရဲ့ဘလို့နီလန်မျိုးလဲအဖေ ျမတို့ရဲ့လေယာစိုက်ခင်ကဟိုင်ဝေးလမ်းမကြီးနဲ့ကလေးကမှရှိနေရလေ။အဲဒါကြောင့်ကျမတို့အားလုံးပေါင်းပြီးတော့အိမ်မှာပဲစားတောက်ဆိုင်လေးဖွင့်ဖို့အတွက်စဉ်းစားထားတယ်။ရွာမှာစားတောက်ဆိုင်ဖွင့်မယ်။နင်တို့ကဘာလို့တက်လို့လဲ။ရွာဟင်းရွာထမင်းကိုရောင်းကြမလို့လား။အခုခင်မှာလူတွေကအနောက်ပိုင်းအစားအစာတွေကိုစားရတာသဘောကျတယ်။အနောက်တိုင်းအစားအသောက်တွေနဲ့ရှင်ရင်ရွာဟင်းရွာထမင်းပဲဒုမစားကြမှာမဟုတ်ဘူး။အဖေဒီနေ့အထီးရွာဟင်းရွာထမင်းကိုကြိုက်ကြတဲ့သူတွေအများကြီးရှိပါသေးတယ်။ ကျမတို့လေထဲမှာထိုင်ပြီးတော့သူတို့သာရွာဟင်းရွာထမင်းစားလိုက်ရရင်တော့အရန်ကိုဝမ်းတာသွားမှာဟုတ်တယ်အဖေထင်လိုက်မယ်ဆိုရင်တော့ကျမတို့စီးပွားရေးလုပ်ငန်းတစ်ခုစတင်ဖို့အတွက်ကိုပဲပတ်စံချီးပေးလိုက်ပါအလောက်တော့အဆင်ပြေသွားပြီဆိုရင်တော့ကျမတို့ဘယ်တော့မှထပ်ပြီးတော့အကျွေးယူစရာမလိုတော့ဘူးသူတို့အားလုံးကစာနာရှိနေတယ်ဆိုရင်တော့ချွေးမလေးပြောတဲ့စကားကိုကျမတို့တစ်ခေါက်လုံးနားထောင်ကြည့်ကြရအောင်ဒီလိုနဲ့အားလုံးကလည်းသဘောတူလာခံပြီးနောက်မှာတော့ပတ်စံထပ်ပြီးသွားချီးခဲ့ကြပါရစေ တို့ရဲ့လေယာဉ်ဆိုင်ခင်တစ်ခုလုံးကိုလည်းတို့ကစားသောက်ဆိုင်ပုံစံလေးပြောင်းလဲလိုက်ပါပြီ။ခုံတွေကိုအကောင်မွန်စုံထည့်ထားခဲ့ပြီးနောက်မှာတော့အေးထံကနေကောက်ွယ်ပေးနိုင်မဲ့မီးဖို့လေးလည်းပါဝင်ပါသေး။ဒါမှလူတွေကလည်းမီးလုံနေနဲ့အရသာရှိတဲ့ရွာဟင်းရွာထမင်းကိုစားတောင်းနိုင်ကြပါလိမ့်။ကြည့်ပါဦးအဖေရဲ့ကျမတို့ရွာကဆိုင်လေးကလှပလိုက်ကြနော်။အေးဟုတ်တယ်ချွေးမလေးရေအခုတော့ငါတို့အနေနဲ့ဝဲသူတွေရောက်ရှိလာမယ့်အချိန်ကိုပဲစောင့်ရမယ်။ ဒီလိုအားလုံးဝိုင်းပြီးတော့ထမင်းဟင်းချက်ပြုတ်ကြပွဲသူတွေရောက်လာတဲ့အခါကျရင်တော့ငါတို့သားဖာနှစ်ယောက်ကထမင်းတွေကိုချပေးမယ်။ရွာမှာဖွင့်ထားတဲ့ရွာဟင်းရွာထမင်းရရှိနိုင်တဲ့စားတောက်ဆိုင်လေးကတဖြည်းဖြည်းနဲ့အစင်ပြေလာခဲ့ပါရီ။လူတွေကလည်းဆိုင်လေးအကြောင်းကိုသိရှိသွားခဲ့တဲ့အခါမှာတော့ထမင်းစားတောက်ခြင်းနဲ့အတွက်ဆိုင်ကိုရောက်ရှိလာခဲ့ကြပါရီ။ကောင်းလိုက်တာရွာမှာလောက်ထားတဲ့ထောပတ်အစင်နဲ့ချက်ပြုတ်ထားတဲ့ရွာဟင်းရွာထမင်းပဲအရသာရှိတယ်။ဟုတ်ကဲ့ကျွန်တော်တို့ကိုယ်တိုင်ပဲဒါရီအားလုံးကိုလောက်ချတာ။ထောပတ်ကိုလည်းအိမ်မှာပဲလောက်ကြပါ။ မလိုင်းဟင်းကိုလည်းစားကြည့်နော်အရသာအရန်ရှိပြီးကျမ်းမာရင်လည်းညီညွတ်တယ်တဖြည်းဖြည်းနဲ့ရွှေမောင်ဖွင့်လှစ်ထားတဲ့ဒီဆိုင်လေးကနမဲကြီးလာခဲ့ပြီးမြို့မှာရှိတဲ့သူတွေအကုန်လုံးကြမှာရေပန်းစားလာခဲ့ပါတယ်အဲ့ဒါနဲ့အတူတူဆိုရှယ်မီဒီယာပေါ်မှာလည်းသူတို့ဆိုင်အကြောင်းပါလာခဲ့ပါတယ်ဒါကြောင့်ရွာကရွာထမင်းရွာဟင်းကိုစားကြည့်နေသူတွေအများစုကလည်းသူတို့ဆိုင်ကိုလာရောက်အားပေးသုံးဆောင်ခဲ့ကြပါတယ်စီဝိုင်းအခြေအနေဆင်ပြေလာခဲ့တဲ့အခါမှာတော့ဂနေရှ်ကလည်းပတ်စံတွေအများကြီးစုဆောင်းပြီးသွားခဲ့ပါပြီသူကလည်းအကျွေးတွေအကုန်လုံးကိုအမြန်ဆုံးပြန်ဆန်နိုင်သွားပါတယ် ဒါပြင်သူရဲ့အမွာသမီးနှစ်ယောက်ဖြစ်တဲ့အန်ဂျူနဲ့မန်ဂျူကိုလည်းလက်ထပ်ပေးလိုက်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်